ိုင်းပြည်အတွက်အုတ်တချက်တဲတပွင့်အနေနဲ့သူတို့စွမ်းဆောင်နိုင်တဲ့အလုပ်တွေကိုလုပ်နေတာဖြစ်တဲ့အတွက်ဂုံယူဝမ်းမြောက်စွာနဲ့ထမင်ရရင်ထမင်အောင်ချော်ပေးလိုက်မှာကလေးကရဗန်းပြပြီးမြန်မာနိုင်ငံလုံးကအလူငွေတန်းပေါင်းများစွာကိုရေဘေးငလင်ဘေးတို့မှာစစ်ကောင်စီအုပ်ကြီးတွေနဲ့တွဲပြီးဖြုံတီးပစ်ခဲ့တယ်လို့ဝေဖန်ခံထားရတဲ့ခိုင်နှင်းဝေဟာ အခုလဲကေပေးမှားလွဲမိသူသူ့ရဲ့အလူရှင်တဦးကိုငွေပြန်မပေးခြင်းလို့ဝေဝိုက်နေတယ်ဆိုပြီးအွန်လိုင်းမှာဝေဖန်ခံနေရခြင်းဖြစ်ပါတယ်။ဒီအချိန်မှာစစ်တပ်နဲ့ပဏံတင့်သူခိုင်နှင်းဝေကိုထောက်ခံအားပေးနေကြသူတွေကတော့စစ်တပ်ဗောမာတွေပဲဖြစ်ပါတယ်။ဒီထဲမှာရတမားအာကြီးလက်အပါဝင်ဖြစ်ပြီးခိုင်နှင်းဝေထမိန်ကိုတော်ရှော့ပေးခြင်းတယ်လို့သူ့ရဲ့ဝတိအတိုင်းပြောဆိုလိုက်ပါတယ်။ကျွန်တော်တော့ဒါကျွန်တော်တကယ်အမှန်တမ်းပြောတော့မက်ခိုင်နှင်းဝေလို့အမျိုးသမီးကို ထမင်းရှော်ပေးရရင်လည်းပေးမှာကျွန်တော်ဒါစကားအစွမ်းကုန်ပြောလိုက်တာနော်ကျွန်တော်တို့ကတော့ဘသူတွေဘာတွေပြောပြောမက်ခိုင်ဝင်းတွေမက်ခိုင်နင်းဝေကိုလေးစားတယ်နော်တိုင်းပြည်မှာဒီလိုပဲနော်လုံနိုင်တဲ့လူတွေဆိုအမျိုးမျိုးအသေးလိုက်ဖြတ်တယ်တခုနဲ့မရတခုနဲ့လိုက်ဖြတ်တယ်လိုက်လို့တယ်အကူပေါ့နော်အကောက်ကြံတာပေါ့နော်အကောက်ကြံတာနော်အကောက်ကြံကြတာအခုမက်ခိုင်နင်းဝေလိုပရာဟိတတွေမက်ခိုင်ဝင်းနင်းဝေလိုလဲကလေးတွေနဲ့လဲမလုံနိုင်ဘူး မဖြစ်နိုင်ဘူးမကైနေဝင်လို့ငလင်မာလည်းမလူနိုင်ဘူးအလူတွေကလိုက်တိုက်ခိုက်တာဗျာကျွန်တော်ကတော့ရှင်းရှင်းလေးပဲမကైနေဝင်ထမိန်ရှော်ခွင့်ရရင်တော့ရှော်ပေးလိုက်မယ်ဒါပြောတာဘာဖြစ်လို့လဲမကైနေဝင်ထမိန်ကိုရှော်ပေးရခြင်းရဲ့အကြောင်းတရားကတိုင်းပြည်မှာဒီလိုအမျိုးသမီးတွေနော်တိုင်းပြည်အတွက်ဥဒ္ဒေချက်တဲတပွင့်အနေနဲ့သူတို့စွမ်းဆောင်နိုင်တဲ့အလုပ်တွေကိုလုပ်နေတာဖြစ်တဲ့အတွက်ဂုံယူဝမ်းမြောက်စွာနဲ့ထမိန်ရရင်ထမိန်အောင်ချော်ပေးလိုက်မယ် ရှင်းလားเนาะကျန်တာကြီးဘာမှပြောမလို့နေ